ကြောက်ဖြူအမှတ်30နှစ်ရဲတရေအဓိကကာကင်စကန်ဖြစ်တဲ့ပြိုင်စိတ်ကခြေရွာမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းကိုအရကတတော်အေးကတိုက်ခိုက်ခဲ့တယ်အကြပ်စစ်ကောင်စီတပ်သား50ထက်မနည်းသေဆုံးပြီးတော့အများအပြားကို အရှင်ဖမ်းဆီးရရှိခဲ့တယ်ဟုတ်နေတာမဟုတ်ဘူးနော် ပြိုင်စေကေကြေးပါမှာရှိတဲ့ကာကင်စကန်တိမ့်တိုက်ပွဲအဲ့ဒီပြိုင်စေကေကြေးပါမှာရှိတဲ့ကာကင်စကန်ဟာအမှတ်30နှစ်ရဲ့နောက်ဆုံးကာကင်စကန်ပဲအဲ့တော့အမှတ်30နှစ်ရဲတဲ့ရင်မှာကာကင်စကန်นี่မရှိတော့ဘူးပြုတ်သွားပြီပြုတ်သွားပြီ အခုအရကတတော် A ကတိတ်ပိုက်လိုက်တဲ့ပြိုင်စစ်ကကာကစ်စကန်ကတော်တော်ကိုကြီးတယ်နော်တော်တော်ကိုကြီးတယ်အင်အားယာနဲ့ချီပြီးတော့ကိုရှိတယ်ပေါ့နော်ဒီကြောက်ဖြူအမှတ်30နှစ်ရဲတက်ရေးအတွက်ဒီပြပြိုင်စစ်ကကာကစ်စကန်ကနောက်ဆုံးစကန်ပဲဖြစ်တယ်အဲ့တော့ 30နှစ်ရဲ့တရင်မကြတော့ဘူးမကြတော့ဘူးဖို့အမြဲပြောတဲ့စကားပေါ့နော်အေယဝရီမကွေကြောက်ဖြူသုံးနေရာကအဓိကကြတဲ့စကန်ကြီးသုံးခုကိုအာရခတက်တော်အေးကဒီဂျော်လာမာရင်ကိုအမိသက်တိမ့်ပိုက်နိုင်လိုက်မယ်ပေါ့နော်အမှတ်30နှစ်ရဲ့တရင်မကွေတိုင်းကဖဲမျိုးနယ်မှာရှိတဲ့ နိုင်ရေကံပြူဟာကုန်းရေကြည်မြို့နယ်မှာရှိတဲ့အမှတ်344အမြောက်တက်နော်အမှတ်344အမြောက်တက်အဲ့ဒီစကကြီး၃ခုကိုဒါဒီဂျွန်လာအတွင်းမှာကိုတိတ်ပိုက်နိုင်နိုင်မယ်ပေါ့နော်အခုကြောက်ပြူမြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီက အောက်ခြေတတကနေပြီးတော့ဘိုးအဆင့်အထိကို အမိတ်နာခံမှုမရှိတော့ဘူးတဲ့အဲ့တော့ကြောက်ဖြူအခြေအနေမကောင်းတော့ဘူးပေါ့နော်ကြောက်ဖြူမှာစစ်ကောက်စီတက်သားတွေအိုးအောက်ခြေကနေအပေါ်အထိကိုအမိတ်နာခံမှုမရှိတော့ဘူးတဲ့ဘာကြောင့်အမိတ်မနာခံကြတာလဲဆိုရင်ပေကြလို့နော်ပေကြလို့အဲ့တော့သူတို့အသက်တော့အသိမခံနိုင်ဘူးပေါ့ဗျာပေကြတဲ့အတွက်ကြောင့်အမိတ်နာခံမှုမရှိတော့ဘူးတဲ့ အရခတ်တော်တော်အေကကြောက်ပြုမျိုးနယ်မှာရှိတဲ့အတိကအမှတ်32ရဲတရင်ရကန်နီးနေပြီရကန်နီးနေပြီပေါ့နော်ဒီဂျော်လာကိုကြော်မယ်မထင်ဘူးအခုကြောက်ပြုမျိုးနယ်မှာအကြပ်ဘက်စစ်ကောင်စီတပ်ကစခန်းတစ်ခုနဲ့တစ်ခုကိုစစ်ကူပေးတာရိတ်ခါပို့နိုင်တာမရှိတော့ဘူးအရခတ်တော်အေကအကုန်လုံးကို ဝိုင်းပြီးတော့ပိတ်ဆို့ထားတယ်ဖြတ်တောက်ထားတယ်ဘောလို့ကြောက်ပြုတ်တမျိုးနယ်လုံးမှာရှိတဲ့အာရခတက်တော့အေးမသိမ့်ရသေးတဲ့ဘယ်စခန်းကူမဆိုအကြမ်းစစ်ကောင်စီကမြေပြင်ကနေတော့ရိတ်ခါပဲပို့ဖို့လက်နက်ခဲမိကြောက်ပဲပို့ဖို့ဘာမှပို့လို့မရတော့ဘူးအာရခတက်တော့အေးကအကုန်ဖြတ်တောက်ပြီးသွားပြီဘောလို့ နောက်တစ်ခုကချင်းပြည်နယ်ပလဝမြို့ကို ရခိုင်ပြည်နယ်ထဲအာရကပြည်သူတော်လှန်ရေးတပ်တော် A ကထဲ့သွင်းဖွဲ့စည်းလိုက်တယ်နော်အာရကတပ်တော် A ကပလဝမြို့ကိုရခိုင်ပြည်နယ်ရဲ့ခရိုင်မြို့အဖြစ်ထဲ့သွင်းဖွဲ့စည်းလိုက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ချင်းနေအုပ်ဦးကျက်ကျက်ဖြစ်ကြတယ်ပေါ့နော်အထူးသဖြင့် ချင်းလန်းကောင်စီ CIF CIA ပေါ့ဒီနယ်မြေအငင်းဘွားတာနဲ့ပတ်သက်ပြီးတော့ဖဖို့တို့ဖြည့်ချင်းရမှာဒီအများကြီးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပြဿနာတွေကိုအဓိကလုတ်ခဲ့တာကနေဝင်84ဥပဒေဆိုပြီးတော့တိုင်းနဲ့ပြည်နယ်တွေကို ဖွဲ့စည်းခဲ့တယ်ပေါ့နော်။အဲ့လိုတိုင်းနဲ့ပြည်နယ်တွေကိုဖွဲ့စည်းတဲ့အခါမှာ ဗမာပြည်နယ်ကိုမဖွဲ့ဘဲနဲ့ဟောပြည်နယ်တွေကဖက်ထုတ်ပြီးတော့တိုင်းနေဖွဲ့စည်းခဲ့တယ်ဘုဖိုးတို့ဗမာပြည်ဆိုတာဘယ်သားကိုခေါ်တယ်လဲဆိုရင်ဒါအကြံဖြင့်ပြောပြတာเนาะအမှန်မဟုတ်ဘူးအကြံဖြင့်ပြောပြတာစကိုင်းမကွေးမန္တလေးအဲ့ဒီနေရာကိုဒါဗမာပြည်လို့ခေါ်တယ်ဘုဖိုးတို့ ဂံမင်းကြီးကြည်ပါလားအနောယဒါတို့အလောင်းစီသူတို့ကျန်စစ်သားတို့နောက်ဥအောင်စေရတို့ဟောစကိုင်းအင်းဝပင်ရနောက်မန္တလေးအမရပူရဒါဗမာမင်းကြီးစိုးစံခဲ့တဲ့နေရာကြီးအဲကြောင့်ဗမာပြည်လို့ပြောလို့ရှိရင်မန္တလေးတိုင်းစကိုင်းတိုင်းနော်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းတောင်မှ နည်းနည်းပဲပါတယ်ဗောနော်ဟောအခုပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းကနော်တိုင်းလေးတိုင်းပေါ့ပဲခူးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းတနင်္လာရီတိုင်းအဲ့ဒီတိုင်းလေးတိုင်းကတကယ်တော့ငကိုတဲကမရှိဘူး84ကြာမှာနေဝင်းကဒီကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တဲကနေပြီးတော့တိုင်းလေးတိုင်းကိုဆွဲထုတ်ပြီးတော့ဖွဲ့စည်းခဲ့တာ မန္တလေးတိုင်းတော်မှာအခုပြည်ဦးလွင်တို့မိုးကုတ်တို့ကိုဒါရှမ်းပြည်နယ်တွေကဖဲ့ထုတ်ပြီးတော့မန္တလေးတိုင်းကိုဖွဲ့စည်းခဲ့တာလေအဲကြောင့်အခုလက်ရှိမန္တလေးတိုင်းကဒါအမှန်မဟုတ်ဘူးအမှန်မဟုတ်ဘူးဟောကြောင့်ပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းတနင်္လာရီတိုင်းဒီတိုင်းလေးတိုင်းဟာလည်းပဲကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုဖဲ့ထုတ်ပြီးတော့ဖွဲ့စည်းခဲ့တာဖွဲ့စည်းခဲ့တာအဲ့တော့ ဒါတွေကဗမာရီရဲ့နေရာမဟုတ်ဘူးเนาะအဲ့တော့နေဝေးဟာ62ခုနဲ့မှာအာဏာသိမ်းပြီးတော့မြန်မာနိုင်ငံကြီးကိုဂျွန်းတို့မောက်ကိုဖျက်အောင်သူလုပ်ခဲ့တယ်လေ။ဘာလို့ဆိုသူ့လက်ထက်မှာအာဏာရှိခဲ့တာ။ဂျွန်းတို့မောက်ကိုဖျက်အောင်သူလုပ်ခဲ့တယ်။တိုင်းနေပြည်နယ်တွေသူဖွဲ့စည်းခဲ့တယ်။အဲ့ဒီတိုင်းဆိုတာကအင်္ဂလိပ်မသိမ်းခင်လက်ထက်ကလည်းမရှိခဲ့ဘူး။ အင်္ဂလိပ်သိမ်းပြီးတော့လေတိုင်းဆိုတာမရှိခဲ့ဘူးเนาะနေဝင်းလက်ထက်ကြမှာနေဝင်းကစတန့်ထွင်ပြီးတော့ဗောနော်ဟုတ်လူငယ်တွေလို့ပြောရင်စတန့်ထွင်ပြီးတော့တိုင်းရင်းသားတွေလို့ပြောရင်လူလေလှုပ်ပြီးတော့ဒါတိုင်းခွနတိုင်းဆိုပြီးတော့ဖွဲ့စည်းခဲ့တာဗောနော်ဒါကြောင့်နေရဒေတာတွေကဘသူကဘယ်နှာကို ပိုင်တယ်ဘသူကဘယ်နှာကိုပိုင်တယ်ဆိုတာက ဟိုအင်္ဂလိပ်မသိခင်အချိန်တုန်းကမြေပုံတွေကိုကြည့်ရမယ်။နောက်အင်္ဂလိပ်သိမ်းပြီးတော့အုပ်ချုပ်ခဲ့တဲ့ဒီမြေပုံတွေကိုလည်းစစ်ဆေးကြည့်ရမယ်။နော်။တကယ်ရခိုင်ပြည်နယ်ရဲ့မြေပုံအမှန်၊ချင်းပြည်နယ်ရဲ့မြေပုံအမှန်၊ကရင်ပြည်နယ်ရဲ့မြေပုံအမှန်၊မွန်ပြည်နယ်ရဲ့မြေပုံအမှန်ကိုသိကြရဲ့။ဘယ်အခြေကနော်ဘယ်အချိန်က မြေပုံကိုပြန်ကြည့်ရမလဲဆိုရင်အင်္ဂလိပ်မသိခင်အချိန်ကမြေပုံနဲ့အင်္ဂလိပ်သိပြီးအချိန်မြေပုံနောက်နေဝင်ဖွဲ့စည်းခဲ့တဲ့ဒီ84မြေပုံပေါ့နော်အခုလက်ရှိအခုလက်ရှိမြန်မာနိုင်ငံပေါ့အဲ့ဒါတွေကိုအပြပြလက်လက်ဘုဘတို့စစ်ဆေးကြည့်ရမှာဒါမှမြန်မာနိုင်ငံရဲ့မြေပုံအမှန်ကိုသိရမှာပေါ့နော်အခုအရကတတော်ဧကပလဝမြို့ကိုသိမ့်ပြီးတော့ ရခိုင်ပြည်နယ်ရဲ့ခရိုင်မြို့နယ်အဖြစ်သူတတ်မှတ်လိုက်တယ်ပေါ့နော်အခုရခိုင်ပြည်နယ်မှာဆိုရင်ခရိုင်ပေါင်း၈ခုဖြစ်သွားပြီပေါ့ပလဝခရိုင်ပလဝခရိုင်ကိုရခိုင်ပြည်နယ်ထဲထည့်လိုက်တယ်ပေါ့နော်နောက်စစ်တွေခရိုင်မြောက်ဦးခရိုင်မင်းပြားခရိုင်ကြောက်ဖြူခရိုင်တောင်ကိုခရိုင်မောင်းတော်ခရိုင်တန်တွဲခရိုင်ဆိုပြီးတော့ပလဝအပါဝင် ခရိုင်၈ခုကိုဖွဲ့စည်းလိုက်တယ်အဲ့တော့ ပလဝဟာအခုရခိုင်ပြည်နယ်ထဲကခရိုင်မြို့တစ်ခုဖြစ်သွားပြီပေါ့နော်ဒါလက်ရှိပကတိအခြေအနေပေါ့လက်ရှိပကတိအခြေအနေအဲ့ဒါကိုအခုလက်ရှိချင်းပြည်နယ်မှာတိုင်းရင်သာလက်နက်ကင်၃ဘွဲ့ရှိတယ်ပေါ့နော်ဇက်အာကြီးကဒါစစ်တပ်ရဲ့ဘောမှနောက်ချင်းလန်းကောင်စီဆိုပြီးတော့တပ်ဖွဲ့ရှိတယ်နောက် ချင်းညင်အောင်ဆိုပြီးတော့တဖွဲ့ရှိတယ်နော်အခုချင်းညင်အောင်ကပလဝါကိုရခိုင်ပြည်နယ်တဲကိုထည့်သွင်းလိုက်တဲ့အချိန်မှာဘာပြောသလဲဆိုရင်ဟောပလဝါကိုအေးသာမတိုက်ခဲ့ရင်ချင်းပြည်နယ်လည်းမလွတ်မြောက်နိုင်ဘူးတဲ့ဟောဒါတတော်မှန်တယ်နော်အခုလက်ရှိချင်းပြည်နယ်တဲကမြို့တွေကိုသိမ့်ပိုက်နိုင်တာဒီပလဝါကြောင့်သိမ့်ပိုက်နိုင်တာလည်းပါတယ်ဟောပလဝါဟာ ရခိုင်မိနယ်ရဲ့အသက်လည်းဖြစ်တယ်လို့ချင်းမိနယ်ရဲ့အသက်လည်းဖြစ်တယ်။သူကကလေရံမြစ်ထွက်ပေါက်ရှိတယ်လေဗျာ။အဲ့ဒီကလေရံမြစ်ကနေပြီးတော့ဘယ်အထိသွားလို့ရလဲဆိုရင်ဟောအိန္ဒိယပင်လယ်ထဲထိသွားလို့ရတယ်။အိန္ဒိယပင်လယ်ထဲထိသွားလို့ရတယ်။အိန္ဒိယကဂုံနေနော်အိန္ဒိယဂုံတွေကိုအဲ့ဒီတင်းမောနဲ့ဒီပလဝမှာလာပြီးတော့ဂုံနေဂုံချလောက်ကြတယ်။ ဲ့တော့ပလက်ဝဟာရေလမ်းကြောင်းမှာတော်တော်လေးကိုအရေးပါတဲ့မြို့တစ်မြို့ပဲတကယ်လို့အေးသာဒီပလက်ဝကိုမသိမ့်ခဲ့ရင်နော်ရခိုင်ပြည်နယ်ကဆက်လေးမြို့နယ်ကိုလည်းအရကတက်တော်အေးသိမ့်ဖို့တော်တော်လေးခက်တယ်ဘာလို့ပလက်ဝမာဘီဝါကြတယ်လေမာဘီဝါကြတယ်ဒီပလက်ဝကိုသာအရကတက်တော်အေးမသိမ့်ခဲ့ဘူးဆိုရင်အခုရခိုင်ပြည်နယ်ကဆက်လေးမြို့နယ်ကိုလည်းသိမ့်နိုင်မှာမဟုတ်တယ်လို့ချင်းပြည်နယ်က မြို့နယ်တတော်များများကိုလည်းချင်းတိုင်းစားလက်နက်ကန်ကြီးကတိမ့်နိုင်မှာမဟုတ်ဘူးเนาะဒါကြောင့်ချင်းကြီးနောက်ဘက်ကဘာပြောတယ်လဲဆိုရင်ပလဝါကိုအေတိမ့်ခဲ့လို့ဒါလေเนาะချင်းပြည်နယ်လွတ်မြောက်သွားတာပေါ့เนาะချင်းပြည်နယ်လွတ်မြောက်သွားတာဒီပလဝါဟာချင်းပြည်နယ်ရဲ့အသက်လည်းဖြစ်တယ်လို့ရခိုင်ပြည်နယ်ရဲ့အသက်လည်းဖြစ်တယ်အခုဆိုရင် အာရခတက်တော်အေရဲ့ကျေးဇူးကြောင့်ချင်းညီတော်အဖွဲ့ဟာချင်းပြည်နယ်တဲကဗန္ဓမြို့နယ်ကိုတိတ်ပိုက်နှံခဲ့ပြီးတဲ့လဲဆိုရင်ကျင်တွေးမြို့နယ်မတူဝီမြို့နယ်ကံပလတ်မြို့နယ်မဲတပ်မြို့နယ်ဖလန်းမြို့နယ်မြို့နယ်ပေါင်း၅ခုကိုအာရခတက်တော်အေရဲ့ကျေးဇူးနဲ့တိတ်ပိုက်နှံခဲ့ပြီပေါ့နော်အဲ့တော့ချင်းညီတော်အဖွဲ့အခုလိုမြို့နယ်၅ခုကိုတိတ်ပိုက်နှံတာဒီဒါပလဝကိုအာရခတက်တော်အေတိမ့်လိုက်လို့ပေါ့နော် မဟုတ်ရင်ချင်းညီတော်လည်းပဲဒီမျိုးနဲ့၅ခုကိုတိမ့်နိုင်မှာမဟုတ်တယ်လို့အရကတတော်အေးကလည်း၁၄မျိုးနဲ့ကိုတိမ့်ပိုက်နိုင်မှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဒီပလက်ဝမျိုးနဲ့ကမဟာဗျူဟာအရတတော်အေးပါတယ်ပေါ့နော်တတော်အေးပါတယ်။ဒါကြောင့်ဒီပလက်ဝဟာပလက်ဝကိုအရကတတော်အေးကချင်းမိနေတဲ့ရခိုင်ပြည်နယ်ထဲထည့်လိုက်တဲ့အတွက်ကြောင့်ဒီပလက်ဝကိုရခိုင်ပိုင်နယ်ချင်းပိုင်နယ်ဆိုတာကဖုန်းတို့ နောက်တစ်ချိန်ငိမ့်ချမ်းရေးတွေရသွားတဲ့အခါမှာဒါစကွဲဝိုင်းပေါ့ဖြည့်ရှင်းရမယ်ပေါ့လို့စကွဲဝိုင်းမှာအဖြည့်ရှာရမယ်အခုကတပုံထနေတဲ့အချိန်ရဲ့ဖြစ်တယ်တိုင်းပြည်မငိမ့်မကြမငိမ့်မသက်ဖြစ်နေတဲ့အချိန်လည်းဖြစ်တယ်နော်အဲ့လိုတိုင်းပြည်မငိမ့်မသက်ဖြစ်နေတဲ့အချိန်မှာမြန်မာနိုင်ငံကမျိုးတွေကိုဘယ်သူပဲတိမ့်တိမ့်ဒါ အာနာရှင်တက်ဆိုးမရှိဘူးအရေးကြီးတယ်ပေါ့နော်ဘသူပဲတိတ်တိတ်တာဘဘတို့ကနောက်တစ်ချိန်ကြမှာဒါတွေကစကွဲဝိုင်းပေါ်မှာ ပြောရမယ်ကိစ္စတွေပေါ့နော်ဒါကြောင့်ပလောဝကူရခိုင်ပိုင်နာလားချင်းပိုင်နာလားဆိုတာမြန်မာနိုင်ငံငြိမ်းချမ်းရေးရသွားမှနောက်တစ်ချိန်ဒီကိစ္စတွေကိုစကွဲဝိုင်းမှာအဖြေရှာမှသာလည် ို့ပြီးတော့မှန်နေပေါ့နော်ပို့ပြီးတော့မှန်နေအခုလောလောဆယ်ဆယ်တော့ဘသူပဲတိမ့်တိမ့်တိမ့်ထားဖို့အရေးကြီးတယ်ပေါ့နော်အဓိကကဘယ်မျိုးမဆိုစစ်အာဏာရှင် လက်အောက်ကလွတ်ရင်ပြီးရောပေါ့နော်နောက်တစ်ခုကအခုကရီနီကလည်းဘာပြောလဲဆိုရင်ကရီနီရဲ့ရီမန်းချက်ကကော်တူလေးနိုင်ငံတဲ့နော် ရီနီရဲ့ရည်မှန်းချက်ကကော်တူလေးနိုင်ငံအဲ့ဒါကို KNU ဥက္ကဋ္ဌပရိုစောကွယ်ထူဝင်းကပြောတယ်ပေါ့နော်တတ်သိမှန်တယ်သူတို့ရဲ့ရည်မှန်းချက်တွေသူတို့ရဲ့အိမ်မက်တွေကကေပြည်နယ်ဟာကော်တူလေးနိုင်ငံဖြစ်ဖို့ပဲလူနေကြုံကြရတဲ့စိတ်နေပုံပြားဟောလူတိုင်းမှာရည်မှန်းချက်ဆိုတာရှိတယ်ဗျာ ုံးတော့ဘလောက်ကြီးကြီးပညာတွေဘလောက်တက်တက်ရည်မှန်းချက်မရှိဘူးဆိုရင်အုံးတော့သေးသေးလေးနဲ့ရည်မှန်းချက်ရှိတဲ့သူကအနိုင်ရတယ်နော်ဒါကြောင့်လူတယောက်မှာပညာတက်တာအုံးတော့ကြီးတာနဲ့ပဆိုင်ဘူးရည်မှန်းချက်ဆိုတာထားရတယ်ပန်းတိုင်ဆိုတာထားရတယ်ပေါ့နော်ဒါကြောင့် ကိုရီနီရဲ့ရည်မှန်းချက်ဟာကော်တူလေးနိုင်ငံဒါသူတို့ရဲ့ရည်မှန်းချက်လीနော်ဒါသူတို့ရဲ့ရည်မှန်းချက်ကြောက်သူတို့ရဲ့ရည်မှန်းချက်ကိုဖဖို့နှုတ်ကသွားပြီးတော့စော်ကားလို့မရဘူးသွားပြီးတော့စော်ကားလို့မရကရင်ပြည်နယ်ကိုကရင်နေပဲပိုင်တာလीဘယ်သူမှပိုင်တာမဟုတ်အဲ့တော့သူတို့ပိုင်တဲ့ပြည်နယ်ကိုသူတို့ပိုင်သူတို့ဘယ်လိုဖြစ်ချင်တာပဲဖြစ်ဖြစ်ဖဖို့နှုတ်ကဒါလေးစားရမယ် သူတို့ဘလို့ဖြစ်နေတာပဲဖြစ်ဖြစ်ဖို့ဖို့တို့ကလေးစားရပဲဒါကြောင့်ကော်ရီနီရဲ့အနာကကော်ရီနီရဲ့ရီမတ်ချက်ကော်ရီနီရဲ့အိမ်မက်ဟာ ကော်ရီဘီနေဟာကော်တူလေးနိုင်ငံဖြစ်ဖို့ပဲနောက်တစ်ခုကဖရရေပြီတော်စုတိုင်းသားတွေမျော်လင့်တာက စကားကြီး၃ခုပဲရှိတယ်။ဟုတ်။တိုင်းသားတွေဘာကြောင့်စစ်တိုက်လဲ။အခုမြန်မာနိုင်ငံမှာပဋိပက္ခတွေဘာကြောင့်နှစ်ပေါင်း80ကျော်ဖြစ်နေလဲ။အဲ့ဒီစကားကြီး၃ခုကြောင့်ဖြစ်နေတာ။အဲ့ဒီစကားကြီး၃ခုကဘာလဲဆိုတိုင်းသားတွေလိုချင်တာကနိုင်ငံလည်းမဟုတ်ဘူးကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်းမဟုတ်ဘူး။ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံမှာဖက်ဒရယ်ပြည်ထောင်စုတခါမှမရသေးဘူး။နော်ဖက်ဒရယ်ပြည်ထောင်စုတခါမှမရသေးဘူး။ အဲ့တော့တိုင်းစားတွေလိုချင်တဲ့အမြင့်ဆုံးရှီမန်းချက်ကဖက်ဒရယ်ပြည်တော်စုဘယ်တိုင်းရင်သားမှမြန်မာပြည်တဲကခွဲမထွက်ချင်ဘူးခွဲထွက်တာမကောင်းဘူးနော်ကိုမိသားစုကိုပဲကိုပြန်စင်စားကြည့်အကုန်ပြည်စုံချမ်းသာတဲ့မိဘအရေးအောက်မှာတတတတလေးနေမလားကိုပန်ကိုတအိုးတိန်ထူထောင်မလားဟမ်ပြည်စုံချမ်းသာတဲ့မိဘအောက်မှာနေတာ နေစရာလည်းမပူရဘူးစားစရာလည်းမပူရဘူးလေဟောကိုပန်ကိုတိုးတိန်အောင်ထီတော်တာကဘလောက်ပင်ပန်းတယ်လဲဘလောက်ပင်ပန်းတယ်လဲတော်တော်ပင်ပန်းတယ်နော်အခုထိုင်ဝမ်တို့ဟောင်ကောင်တို့ကိုပဲကြည့်တို့ဘလောက်ပင်ပန်းကြတယ်ထိုင်ဝမ်ဆိုရင်နှစ်ပေါင်းဆယ်ချီနေပြီအခုချက်ဒီနိုင်ငံမဖြစ်သေးဘူးဟောင်ကောင်ဇလို့ချစ်လည်းပဲနိုင်ငံမဖြစ်ဘူးနော်ကိုပိုင်အိုချိုကိုရဲ့ဒေတာလေးပဲ ဖြစ်သွားတယ်ပေါ့အဲ့တော့နိုင်ငံတစ်ခုတူထောင်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးတိုင်းရင်းသားတွေအလိုကျင့်ဆုံးကဖက်ဒရယ်ပဲဖဘိုးကိုစစ်တပ်ကသူတွေကမေးတယ်ပေါ့နော်စစ်တပ်ကသူတွေကလာပြီးတော့ပြောကြတယ်အခုဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကဖက်ဒရယ်ကြောက်ပဲဖက်ဒရယ်သာရခဲ့မယ်ဆိုရင်အခုဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးငြိမ်းချမ်းသွားပြီ ဲ့ဒါတိတ်မှန်တဲ့စကားပဲတိတ်မှန်တဲ့စကားလွတ်လပ်ရပြီးတဲ့ကဖက်ဒရယ်မရှိခဲ့လို့တလေတော်လည်ရေးတွေဆိုတာဖြစ်လာခဲ့တာလीနော်ဗမာကွန်မြူနီတော်လည်ရေးဟိုကိုရီယန်တော်လည်ရေးဆိုပြီးတော့ဒါကြောင့်မြန်မာနိုင်ငံမှာဘာကြောင့်လက်နက်ကန်ကြလဲမြန်မာနိုင်ငံမှာဘာကြောင့်တပုံနေထားခဲ့လဲမြန်မာနိုင်ငံမှာဘာကြောင့်တော်လည်ရေးတွေပေါ်ပေါ်လာအကုန်လုံးက အရေးခါကဖက်ဒရယ်ဒီစစ်အာဏာရှင်တွေကသူတို့ကတပ်ဦးဆိုင်ပိုင်းစနစ်နဲ့ပဲတွားကျင်တာနော်နောက်အများဆုံးကတပ်ပါတီစနစ်နဲ့ပဲသူတို့တွားကျင်တာမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတော့ပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲလုပ်တယ်ဟော62ခုနှစ်တိအုပ်ချုပ်တယ်လွတ်လပ်ရေးရပြီးတဲ့က62ခုနှစ်ဒါ ပါတီစုံဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်တာသောတဲ့ခုနှစ်ကနေအာဏာသိမ်းလိုက်တယ်အာဏာသိမ်းပြီးတော့အရင်ရှင်တပ်ဦးဆံပိုင်းစနစ်နဲ့အုပ်ချုပ်တယ်ပေါ့နော်အရင်ရှင်တပ်ဦးဆံပိုင်းစနစ်နဲ့အုပ်ချုပ်တယ်အဲ့ဒါနဲ့နေဝဲကအရင်ရှင် တပ်ဦးစာမှန်စနစ်နဲ့အုပ်ချုပ်တာပြင်းတယ်ဆိုပြီးတော့တပ်ပါတီစနစ်နဲ့အုပ်ချုပ်တယ်ပါတယ်မဆလပါတီဆိုဖဆမဆလပါတီနော်မဆလပါတီဆိုပြီးတော့တပ်ပါတီစနစ်နဲ့ပဲအုပ်ချုပ်သွားတယ်ဘာရွေးကောက်ပွဲမှမလုပ်ဟောအဲ့လိုနဲ့2010ကြမှာနော်ဒါတော့ရွေးကောက်ပွဲမဟုတ်2010ကဒါရွေးကောက်ပွဲမဟုတ်ဘူးဒါလည်းတပ်ပါတီပဲနော် ကျက်ဖို့ပဲပြန်ပြီးကျက်ဖို့ပဲနိုင်ခဲ့တာ2010ကလေအဲ့ဒါလဲတပါတီစနစ်လို့ခေါ်တယ်တကယ်တော့2010မှာပါတီစုံဒီမိုကရေစီလို့ဒါပြောတာကျက်ဖို့တပါတီတည်းပဲပြန်ပြီးကျက်ဖို့တပါတီတည်းပဲနိုင်ရတယ်ကျက်ဖို့ပါတီကပဲအစိုးရဖွဲ့ပြီးအုပ်ချုပ်တယ်အဲ့တော့ဒီ2010ကလေဒါရွေးကောက်ပွဲမဟုတ်ဘူးတအုပ်ဆံပိုင်းတပါတီစနစ်ပဲ ်ဘယ်ကြမှာတကယ်ပါတီဆိုဒီမိုကရေစီဆိုလဲဆိုရင်2015ကျမှာပါတီဆိုဒီမိုကရေစီ2015ကျမှာဒါပါတီဆိုဒီမိုကရေစီပေါ့နော်အဲ့တော့မြန်မာနိုင်ငံကိုပါတီဆိုဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်ခဲ့တာဒီလွတ်လပ်ရေးရပြီ62ခုနှစ်ဒါပါတီဆိုဒီမိုကရေစီစနစ်ဟော2015ကနေ2025နှစ် ဒါပါတီဆိုဒီမိုကရေစီအဲ့ဒီ15နှစ်ကလွှဲရင်ကြံတဲ့နှစ်ပေါင်း60ကျော်လောက်ကတပါတီစနစ်နဲ့အုပ်ချုပ်တယ်အာဏာရှင်အရင်ရှင်တပ်ဦးဆောင်ပိုင်းစနစ်နဲ့အုပ်ချုပ်တယ်တော့အာဏာရှင်အရင်ရှင်တပ်ဦးဆောင်ပိုင်းစနစ်နဲ့အုပ်ချုပ်တယ်အဲ့တော့မြန်မာနိုင်ငံမှာအုပ်ချုပ်ပုံ3မျိုးကိုဖို့ဖို့နှစ်ပေါင်း80ကျော်တွဲမှာ ဒါလေ့လာတွေ့ရှိရတယ်ပေါ့နော်နှစ်ပေါင်း90ကျော်အတွင်းမှာမြန်မာနိုင်ငံမှာအုပ်ချုပ်ပုံ၃မျိုးပဲတွေ့ခဲ့ရတယ်တစ်မျိုးကပါတီစုံဒီမိုကရေစီပုံစံကတစ်မျိုးနော်ဘယ်ကနေဘယ်ထိလဲဆိုရင်လွတ်လပ်ရေးရပြီးတဲ့က62ခုနှစ်2015ကနေ2020အထိနော်အဲ့ဒါပါရီစုံဒီမိုကရေစီရွေးကောက်ပွဲစနစ်နဲ့အုပ်ချုပ်တာဟော62ကနေပြီးတော့ အခု60နှစ်ကနေပြီးတော့2015အထိပေါ့နော်60နှစ်ကနေ2015အထိကအရင်ရှင်တပ်ဦးစံပိုင်းစနစ်နဲ့အုပ်ချုပ်တယ်တပ်ပါတီစနစ်နဲ့အုပ်ချုပ်တယ်နော်အရင်ရှင်တပ်ဦးစံပိုင်းစနစ်နဲ့ပြောပြောချင်တာအာဏာရှင်စနစ်နဲ့တပ်ပါတီစနစ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာအုပ်ချုပ်ပုံ၃ခုကိုလေးလာတွေ့ခဲ့ရတယ်ဒီမိုကရေစီစနစ် ပါတီစုံဒီမိုကရေစီစနစ်အာဏာရှင်စနစ်တပ်ပါတီစနစ်เนาะဘာရွေးကောက်ပွဲမှာမလုပ်ဘဲနဲ့တပ်ပါတီတဲ့ကပဲအုပ်ချုပ်တဲ့တပ်ပါတီ၃မျိုးကိုတွေးရတယ်เนาะအဲ့တော့တိုင်းရင်းသားတွေကဘာကိုလိုချင်တာလဲဘာကိုမရလို့ဒီကနေ့တော်လှန်နေတာလဲဆိုရင်အဲ့ဒီ၃မျိုးတဲ့ကတမျိုးကိုမှတိုင်းရင်းသားတွေကမလိုချင်ဘူးသူတို့လိုချင်တာဖဲတဲ့တဲ့ ဖယ်တယ်အဲ့တော့သူတို့လိုချင်တာကိုမေရလို့ဒီဂရိတ်တိုက်နေကြတာတိုင်းရင်းသားတွေကပါတီစုံဒီမိုကရေစီစနစ်ကိုလည်းသူတို့မလိုချင်ဘူးဒါပါတီစုံဒီမိုကရေစီစနစ်ကလည်းတကယ်တမ်းကြရင်ဒါတကယ်ဒီမိုကရေစီစနစ်စစ်စစ်မဟုတ်ဘူးတကယ်ဒီမိုကရေစီစစ်စစ်မဟုတ်ဘူးတိုင်းရင်းသားတွေလိုချင်တာဖက်တယ်ပေါ့နော်ဖက်တယ်ပေါ့ပြီးတော့အာနာရှင်စနစ်ကိုလည်းသူတို့မလိုချင်ဘူးတပ်ပါတီစနစ်ကိုလည်းသူတို့မလိုချင်ဘူး ဖက်ဒရယ်စနစ်ကိုပဲလိုချင်တယ်တတိုင်းဟင်းသားတွေလိုချင်တာတကြောင်ဒီကနေ့ဖက်ဒရယ်ရတာနဲ့မြန်မာနိုင်ငံမှာဒီကနေ့ငြိမ်းချမ်းတယ်